okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့တောင်ကြီးသူ YouTube channel ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါရယ်ဗျာ okay ဒီနေ့ကတော့ကျွန်တော်တို့ဘဟုတုတ္တရအနေနဲ့ပေါ့နော်မိခလေးတွေကွန်တုံဆွဲတာတော့အတိတွေလည်းငါဘေနာဆွဲရမှန်းမသိဆိုပြီးတော့လေပဲနော်မျက်ဝလာတဲ့ဗီဒီယိုလေးတပုတ်ကိုကျွန်တော်တို့နေနေနှတ်ထောင်ကြည့်ရမှာပေါ့နော်ဒီကိစ္စတွေကလည်းပြောမယ်ဆိုလို့ရှိဒါဘဟုတုတ္တရှိရမယ့်ကိစ္စတွေပေါ့နော်ဘဟုတုတ္တမရှိဘူးဆိုလို့နော်ဒါအမှားတွေဖြစ်ပြီးတော့နော်ပြဿနာတွေတက်တက်တွေပေါ့နော် ဆိုတော့ဘုသူဒ္ဓအရအနေနဲ့ပေါ့ဒီလိုဒီလိုဗီဒီယိုမျိုးလေးတစ်ခါတည်းကျွန်တော်တို့ဝင်ကြည့်သင့်တာပေါ့ထင်နေပါလေဗျမင်္ဂလာပါမင်္ဂလာပြောတော့နောက်ကြနေမင်္ဂလာပါမရှက်နဲ့ကြီးကဲဝင်ပါရှင်မိကလေးတွေဖြီးဖို့ကျွန်မအဆင်သင့်ဖြစ်နေပါပြီဟုတ်ကဲ့ပါကျွန်မတကားလေးတော့ပြန်ပိတ်ပေးခဲ့ပါအာကျွန်တော်ပြည်စင်တာကဘယ်ဘယ်မှာ registration ဖတ်လာခဲ့ရတယ်အဲ့မှာကြောက်တာနဲ့စောင့်နေထွင်းတော့တာပဲအမမရှက်နဲ့လို့ပြောအဲအမက70နှစ်မှာအမပြုတ်ဖြစ်တာရန်တော့ကြတယ် အားကြောင့်မလို့အเจ้าမှာဆိုလို့ရှိရင်လေပြူပတီဝင်လို့ရှိရင်လူတွေကပို့ပြီးတော့လှသွားကြတယ်လေတဲ့မလားကိုရည်တွေစစ်ပြီးအဲ့တော့အမအเจ้าတစ်เจ้าလုံးမှာမလှဆုံးလေးအမမဲမဲ၆၆လေးဖြစ်ခဲ့တာဘာလို့လဲဆိုတော့အမ၁၀တန်းကြာမှာအမ menstruation စလာတာမေမေ၆၆အမဆိုဆောင်းမဖြစ်ပြန်လာအဲ့ဒါတတိတထားမိရပါလဲရှိဖို့ဖို့အတွက်အမလေအိမ်သားလေးဝင်ပြီးဘောင်းဝင်ချစားလိုက်လို့အမတွေ့ရတဲ့အမလေးငိုရတာငိုရတာမေမေဆိုပြီးအော်တာဘောတဲ့မလားအဲ့ကြတော့မအော်မဟုတ်ဘူးသမီးလေးအဲ့လိုပြောတာနော်အမမနေဆို မိဘတွေအစိုးရတွေကကိုပြောတော့ပြပြထားတယ်။သမီးကဒါရအပြိုပေါ်ဝင်ကားသူရသေးလားကနေပြီးပဲဖြစ်တယ်ညာဖြစ်တယ်ပြောထားတယ်။ဒါပေမဲ့ဒီလိုမျိုးဆိုကိုကတေချာမသိဘူးလေးသိရမလား။အဲ့တော့အဲ့တော့မြင်ပြီးတော့ငါမဖြစ်တာလေးပေါ့မငိုတာကြောက်တာဟိုဘာအပြိုပေါ်ဝင်တော့မှန်းတော့သိတယ်ဒါပေမဲ့ကြောက်တာအဲ့မှာအမေကိုလှမ်းအောင်ပြီးတော့ငိုတာဒါပါပဲ။မမဖေးမဆာပြို့ကိုနုံးဆိုအောင်ကြောက်ဘူးလား။ကိုနှုံးကြောက်ဘူးတော့ငငယ်လေးကကြောက်ဝင်နေတယ်အမအရွယ်တော့တိတ်မမှတ်မိတော့ဘူးတိတ်မမမြင်ရလေတိတ်ချာချာမြင်ဘူးတာကြတော့ တကြံမာလေးသူများနေရာလေးအချစ်မကောင်းသေးလားဟိုဗါလေကလေးပဲရှိသေးရဲ့အဲ့တော့တကြံမာကားဗါလေကြေပတ်တဲ့ကားကြီးပေါ်မှာရှောက်သွားနေရင်လည်းအမေအဲ့ကောင်လုံးတွေကိုသူရေးထည့်ပြီးဘောလုံးတွေလို့လောက်တာအမေပြီးတော့ဒီလိုတွေပြတာပေါ့ကွာတင်မလားအမေနဲ့ဖေဆိုမကြည့်နဲ့အဲ့လိုမျိုးမကြည့်နဲ့အဲ့လိုမျိုးပေါ့ဒါပေမဲ့ကောင်လုံးကြတော့ကြားဘူးတယ်အဲ့တော့တေချာတော့မသိခဲ့ဘူးကောင်လုံးကိုလည်းတေချာကောင်လုံးဆိုပြီးတော့သိခဲ့တာတော့မသိဘူးဒါပေမဲ့အချိန်တော့မှတ်မိတော့ဘူးအခုတော့သိတယ်လေတော်ပြီးတော့အခုသိတယ်ဟုတ်ကဲ့ပါအတင်ပါတေချာကြည့် อ๋อมีมูดาบ่ทุกข์ค่ะเว้ยบ่รู้สึกเจ้านี่มาแล้วโหอะกูอุ้มมาถ่าว่ารอแฟตปาร์ตี้บาดิชื่อเหมล่ะไอ้จ้ะรู้สึกเนี่ยตรุอวินว้ามาว่ะตรุริอ่ะคอนโดมซีคอนโดมซีวินอเว่ยเลยไอ้ตี้เลยผอกจี้เลยกูอ่ะใส่เหมือนแต่บลูမျိုးปုံซันเลยสอกูเลยตี้จินน่ะสอผอกจี้ปูดาမျိုးนี่แหละชื่อแกโอเคป่ะอือมีทีมีกูลงชื่ออ๋อตี้ล่ะอะล่ะตี้เลยだแม้เบนหน้ามาเว่ยอ่ะเลยสอเราไม่ตี้อูอะล่ะเอ้าล่ะเลยบ่เนาะอือมีทีมีควอนตัมกูรอเนาะ တိတိပေါ့နော်ဘယ်နာကိုဝယ်ရမှန်းမသိဖြစ်ဆိုတော့နည်းနည်းလေးကျွန်တော်တို့ comment တွေဖတ်ကြည့်မှာပေါ့နော် comment တွေကတော့အများကြီးပါပဲဟော comment ဆိုလို့ရှိရင်တော်တော်လေးများတာပေါ့နော်မချက်နဲ့ဆိုတဲ့အမ်ဟော Facebook ကတင်လာတဲ့ဟာလေးပေါ့နော်လက်စစ်သုံးလေးမှာရေးစားထားတာလည်းလလတော်မခံဘူးနော်မျိုးသမီးကွန်ဒုံးဆိုတာဘလို့မျိုးလေးလေဘလို့အသုံးပြရတယ်ဆိုတာပြောပြပါလားလို့လေ เนาะคอมเมดี้เดียวเยอะแล้วบาดีดิโอเคนอกเดียวก็แล้วบ่เนาะอม่าเยญาติเล็กๆไม่ตีปูชิงแหละบลูโลยะไม่ลีหินสุบิโดเลยเวอ่าเนาะชินออนไลน์ช้อปปิ้งก็แล้วเนาะคอมเมลียีละบาดีดิโอเคนอกเดียวก็แล้วบ่เนาะบลามีตาตะเลสรเอาเมมาสกาမြန်မာစာတန်းထုံးနိုင်ငံခြားသားစကားအာ dictionary နဲ့တွေးပါထိုးပေးပါဆိုပြီးတော့လေးနော်ရေးလာပါသေးတယ် ကိန်းနပြကဒါဒါစကားပြောနေတာလေလေဆွေးဆောင်မှုရှိတာပွပွလင်ယူသားစွာပြောပြသဘောကျတယ်ဆိုပြီးတော့လေရေးလာပါသေးတယ်နောက်တရားပေါ့နော်ကိန်းနောက်တရားကပေါ့နော်အမျိုးသမီးကွန်တုံးဆိုတာလေအခုမှဆိုရင်ဒီနိုင်ငံမှာလေအခုလိုလာပြီးတော့မှဒါကိုသေးသေးချာချာလက်ပညာပေးတဲ့လူလေးလိုအပ်လာပြီလို့ထင်နေလေချိုးယောက်ျားတွေလေးပေါ့နော်လေအကုန်လုံးကိုမဆိုလိုပါဘူးလေချိုးကလေရုပ်မာတွေပေါ့နော်ကိုမယောဂါရှိရတောင်းလေမသွင်းရှင်ဘူးကြဘူးလေ အဲ့တော့လည်းကိုသုံးလိုက်တဲ့ပေါ့နော်အဲ့ဒါဆိုရှင်အလုံးကာကွေပြီးဖြစ်တော့ပါပြီနော်လေအခုကွန်မက်ကိုလေးပဲသဖောထောကူလေးလို့ရပါတယ်လေအဲ့လည်းမစစ်ပါနဲ့လို့နော်ကြိုတောင်းဆိုပါလေဆိုပြီးတော့မြင်အဲ့လိုမျိုးကွန်မက်ကတော့အများကြီးပါပဲနော်အဲ့လိုမျိုးရေးလာပါသေးကွန်မက်လေးတွေကဲဆိုတော့ဆက်လိုက်ပြီးတော့ကျွန်တော်နည်းနည်းနောက်ထောင်ကြည့်မှာပေါ့နော်အမျိုးသမီးကွန်တွန်းပင်မဝဲရမလဲဆိုပြီးတော့နော်သူလေးမသိဘူးနော်ဘလိုမျိုးလေဆိုပြီးတော့ ဟိုဆက်ပြောမလဲကျွန်တော်နေနောက်ထောင်ကြည့်ရမှာဖြစ်ပါရဲ့အမျိုးသမီးကတော့သိရဲ့အဲစဉ်းစားတာဘယ်နောက်မှ तू သွားဝင်လဲပေါ့အဲ့ဥစ္စာတော့စဉ်းစားတယ်အဲ့ဒါတော့မသိဘူးအော်ကေချာကြည့်လိုက်မယ်။မမအဲ့ဒါရှိရဆိုတော့သိရတယ်။ဟာဘယ်နှမလို့ तू ကြောက်ဘယ်နှတော့ဆွလဲလို့မအားစဉ်းစားနေအားရတော့မသိဘူးလေ။ဟုတ်ကဲ့မမ။အဲ့ဒါလို့ရှိရင်မဒီကတည်းကမလားဒီလုံးကြီးကဘယ်နှခုလောက်ရှိ အခုမြန်မာနိုင်ငံမှာရှိတဲ့ဈေးကွက်ထဲမှာဆိုလို့ရှိရင်တော့အမတန်ပွန်တွေ့တယ်ပြီးွားလို့ရှိရင် packs တွေတွေ့တယ်အဲ့နှစ်ခုပဲမှာတော့တွေ့တယ်ဟို cups ဒီပါတွေကကြတော့ဒီ online ကနေပြီးတော့ဝယ်လို့ရတဲ့ဥစ္စာမျိုးပေါ့အမအရင်တော့ကဗာလဲတန်ပေါ်ဗာလဲ packs ုံတယ်ဒါပေမဲ့အမကအကန့်ဆိုးကျင်တော့အမ allergy ရှိတယ်အဲ့လိုဝစ်ပြီးသွားလို့ရှိရင်ပူလာလို့ရှိရင်အမအပိန်းနေဖြစ်ပြီးတော့လေရမ်းရတာအဲ့တော့အမနောက်ပိုင်းကျတော့ဒီ tampon ဆုံးတယ်ပြီးတော့သုံးနေအဆင်ပြေသွားတယ်နောက်ပိုင်းကျတော့ tampon ဆိုတာ allergy ထပ်ဖြစ်တော့အခု pads ပဲပြန်သုံးနေရတယ်အဲ့လိုမျိုးဟုတ်ကဲ့ 这个当然。<Yeah. S 1> ိတ်ကစားရတော့စိတ်ကစားခဲ့တာမရှိဘူးဆိုတော့အပြုတ်ပုံဝင်တာနောက်ကျလို့လားဘာလာတော့မသိဘူးယောက်ျားလေးတွေကလည်းကိုယ်ကိုတိတ်မကြည့်ခဲ့တော့လေကိုကလည်းအော်ယောက်ျားလေးဟဲ့ဆိုအဲ့လိုဖြစ်ခဲ့ဖို့တနည်းမရခဲ့ဘူးလှတော့နည်းနည်းလေးလှကျင်တာခဲ့တာတော့မှတ်မိတယ်ဒါပေမဲ့အော်ငါကတော့အဲ့ကောင်လေးကိုကြိုက်လိုက်တာတော့ဘာလို့အဲ့လိုမျိုးတော့ဖြစ်တာတော့မမှတ်မိဘူးဟိုဘာလဲတယောက်ယောက်ဟိုဘာလဲရင်ခုန်တာတော့ဘာလို့လဲတိတ်ချတိတ်တော့မမှတ်မိတော့ဘာဒီလားတယောက်ပြောရင်တော့ပြောတာတော့ဘာလို့ရှိမိမယ်နဲ့တူတယ်ဒါပေမဲ့ရည်စားတစ်ခါမှအဲ့16နှစ်ထိကရည်စားမထားခဲ့ကျွန်မအရန်နောက်ကြတယ်ပြောရလို့ရှိရင်23နှစ်မှရည်စားစားတာဘူးတော့ဘာလို့ဆိုတော့ မြဲတမ်းပြောရည်လေပြေပေါ်ဝင်တာကလည်းနောက်ကြရတယ်ပြီးတော့ရုပ်ကလည်းဆိုးခဲ့တော့ချိန်မလို့ရှိဘူးမပြောင်းလည်းမပြေတာပေါ့အဲ့လိုဖြစ်တော့23နှစ်မှဘဝဆရာကျမလေအခုလိုမိကုန်းနေလာမေးပေးတာလေဂျေးဟာ23နှစ်မှဘဝဆက်တဲ့သူလေးပါအဲဆိုတော့နည်းနည်းလေးကျွန်တော်လို့ပေါ့နော်ဒီလိုမျိုးတွေပေါ့နော်လှတဲ့လူကြတော့ကျွန်တော်တို့ဒီလှတဲ့လူတွေကြတော့ပို့ပြီးတော့စွန်တာပေါ့နော်ခုနမမပေါ့နော်ဒီမျိုးရေးပေါ့ပေါ့နော်သူပြောသူ သူ့ကိုသူ့ဘောနော်ရှော့ရှော့ကဲကဲလေးပေါ့မစွန်တဲ့လူဘောနော်အဲ့လိုမျိုးကြတော့လေးပဲပြောမှဆိုလို့ရှိရင်ကွန်ဒုံကွန်ဒုံဆွဲဖို့မတိဖြစ်တဲ့အနေထားလေးပေါ့နော်ဒါနောက်ကြဆိုတော့ရှိကိုကထိတွေ့မှုလေးနေသွားတာပေါ့နော်ထိတွေ့မှုနေတဲ့ခါကျတော့ကာကွယ်မှုလေးနေသွားတာပေါ့နော်လိုက်စားမှုလေးနေသွားပြီဒီလိုမျိုးလှလှရှော့ရှော့လေးတွေ့ပြန်တော့လေလူတွေကဟလာဒါဆိုရှိရင်ကွန်ဒုံကတော်တော်300မှာကွန်ဒုံလိုရတာလေနော်ကွန်ဒုံမလိုရင်ဒုက္ခရောက်ကြอืมဒီလိုမျိုးတွေပေါ့နော် နှလုံးနဲ့ကောင်။ဒါဆိုရင်ကွန်ဒိုမြမြသုံးအောင်မဲ့လူတွေဟောလား။အကိစ္စတွေတိမဲ့လူတွေဟာသားဟာသားလေးတွေပါ။ဟေးစောကြဲအောင်ဆိုပြီးတော့လေဗီဒီယိုတပုတ်ပေါ်တယ်လို့ဆန်အောင်ဆက်ကြရအောင်ဆက်တော့မြင်ရရှိပါရဲ့နော် အဲကိုကြိုက်ရအောင်စားလိုက်ရတာပေါ့အဆင်ပြေတယ်လို့ပေါ့နှစ်ယောက်လေးဆိုတော့ဟုတ်လားအဲတရေသီးစားမလားငပြူးသီးစားမလားပေါ့ဟုတ်လားဖေးသီးစားမလားဟွန်းအဲ့လိုမျိုးစားကြရအောင်ပေါ့နော်ကြော်ကြီးနောက်ပြီးကွာဆိုပြီးရောလေးပေါ့နော်ဗီဒီယိုဘာဘာညံ့ညာပေါ့နော်ဖေးဘုတ်ကတင်လာတဲ့ဗီဒီယိုလေးတစ်ပုဒ်ပါအဲ့လိုမျိုးစားကြရအောင်ဆိုပြီးတော့လူတွေကအဲ့လိုမျိုးအတွေးခေါ်တယ်ပေါ့နော်ကိုထင်လို့တက်တော့ကြတာပေါ့ဒါဘာလုပ်မလဲပေါ့ဘာစားမလဲပေါ့နော်အဲ့လိုမျိုးဆိုတော့ အဖို့ကိစ္စတွေကပို့ပြီးတော့လူတွေကနော်အဲ့လိုမျိုးတွေ့ကြတာပေါ့နော်ဒါဘာစားကြမလဲဟာတလေးတွေခေခေချင်းချင်းပြစ်ပါအောင်อืมဒီဒီစားတိုင်းမှာစာနာအောင်စင်ပြေလားဂါကိုဟန်ဒါဆိုရလားအဲ့လိုမျိုး စားချင်တဲ့စိတ်မရှိတော့ဘူးစတဲ့ကဲဆက်လက်ပြီးတော့ဗောနမရှက်နဲ့ဆိုတဲ့ Facebook ကတင်လာတဲ့ဗီဒီယိုနောက်တစ်ပုတ်ပါပြန်နော်ရှားတီလာနေတဲ့ကောင်မလေးကိုလေပေးလို့ရမေလက်ဆောင်ဆိုပြီးတော့လေးပေးနော်ဆရာကမျှဝေလာတာကျွန်တော်လည်းနေနောက်ထောင်ကြည့်မှာဗောနော်ခုနကတော့မိခလေးနော်ရှိကတော့မိခလေးကိုယောက်ျားလေးဗောနဆရာဝင်ရဘလို့အမ်သုံးသက်တော့တယ်လေကျွန်တော်လည်းနေနေဝင်ကြည့်ရမှာဖြစ်ပါလေဗျကျွန်တော်ကတော့ဒေါက်တာဟမင်းဘူပါ အဲကျွန်တော်ဒီဘက်အစီအစဉ်ကနေဗာပြောချင်တာလဲဆိုတော့ယာတီလာတဲ့အကြောင်းပြောမှာပေါ့နော်အဲ့မှာယာတီလာတဲ့အကြောင်းမှာမ main ကလေးတွေပဲမဟုတ်ပဲနဲ့ယောက်ျားလေးတွေကလည်းကိုယ့်ရဲ့ချစ်သူကြီးစားကိုယာတီလာနေရင်ဘယ်လိုများ view site ကမလဲဘယ်လိုပြုမှုဆောင်ရွက်တင်လဲဆိုတာတွေကိုဒီအစီအစဉ်ကနေပြောသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့အခုဒီမှာတော့ကျွန်တော်ယာတီလာနေတဲ့ main ကလေးတယောက်ပေါ့နော်ကိုယ့်ရဲ့ချစ်သူကြီးစားပဲဆိုပါတော့သူ့ပေးလို့ရတဲ့လက်ဆောင်လေးကိုကျွန်တော် box လေးနဲ့ပြင်လာပါတယ်ဒီထဲမှာဘာတွေပါလဲကျွန်တော်ကြည့်လိုက်ရအောင်နော်ဟုတ်ကဲ့ကျွန်တော်လက်ဆောင် box လေးထဲမှာပထမဆုံးထွက်လာတာကတော့ရွေးထွေးမှုပဲဖြစ်ပါတယ်ဟုတ် ဟုတ်ပါတယ်နှွေထွေးမှုဆိုတာကျွန်တော်တို့ဒီရာသီလာစင်မဟုတ်ပါဘူးတမီးစားဆက်ဆံရေးတွေမှာပေါ့နော်ကျွန်တော်တို့ကအရင်တည်းကနှွေထွေးမှုဆိုတာလိုအပ်ပါတယ်ကျဉ်းနာပေးတာယူရပေးတာပေါ့နော်နှွေထွေးတာဒါတွေကလိုအပ်ပါတယ်ဒါပေမဲ့ညီလေးတို့ရာသီလာနေတဲ့အချိန်မှာတော့ကို့အမျိုးသမီးကို့ကောင်မလေးရာသီလာနေတဲ့အချိန်မှာနှွေထွေးမှုကပိုပြီးလိုအပ်ပါတယ်အဲ့ဒီအောင်မှာကိုတို့တိတက်မှုလည်းပါပါတယ်နော်အာဘာမှပြောစရာမလိုပဲသိနေရမယ်ပေါ့ဒီလိုမျိုးကို့ကောင်မလေးကကို့ဘာမှမပြောဘဲနဲ့ကို့အလိုလိုသိနေရမယ်ဆိုတော့ရုတ်တရက်တွေးလိုက်ရင်တော့တော်တော် ခက်တဲ့ကိစ္စပေါ့နော်သူဘာမှမပြောဘဲကျွန်တော်ဘယ်လိုသိရမလဲပေါ့ဒါပေမဲ့အချိန်လေးရှိပါတယ် ဆက်ဝန်းလေးရှိပါတယ်ရာသီဆက်ဝန်းပါဟုတ်ပါတယ်မိန်းကလေးတွေမှာရာသီဆက်ဝန်းရှိပါတယ်ကိုကကိုကောင်မလေးရာသီဆက်ဝန်းမှတ်ထားမယ်ကြွတ်ထားမယ်ဆိုရင်နောက်လပဲချိန်လောက်ဆိုတော့ငါကောင်မလေးရာသီလာတော့မယ်သူဒီဒုက္ခတွေဖြစ်တော့မယ်ဆိုတော့ကြိုပြီးသိထားမယ်ဆိုရင်ကိုကလူထုံးလို့ပေးလို့ရတယ်သိတတ်မှုပေးလို့ရတယ်အဲ့ဒီသဘောလေးပါဒါဆိုနောက်တစ်ခုကြည့်လိုက်အောင်ကျွန်တော်ရဲ့ lesson box လေးတည်းကနေနောက်တစ်ခုထွက်လာတာကတော့နားလည်မှုဖြစ်ပါတယ်ဟုတ်ပါတယ်ညီလေးတို့ကိုကောင်မလေးကိုနားလည်မှုပေးရပါမယ်ဒီချိန်က အရင်ကတော့နားလည်မှုပေးထားပေမဲ့ဒီလိုချိန်မှာဆိုပို့ပြီးအရေးဆက်တင်ပါတယ်။ဘာဖြစ်လို့အရေးဆက်တင်လဲဆိုတော့အဲ့နားလည်မှုခေါင်းစဉ်အောက်မှာကျွန်တော်တို့ပေးရမယ့်ထင်မှာအရေးကြီးတာတစ်ခုပါပါတယ်။ mood swing ပါ။ mood swing ဆိုတာကျွန်တော်စိတ်အတက်ကြဖြစ်တာပေါ့နော်။စိတ်ကံစားမှုတွေအတက်ကြဖြစ်နေပြောင်းဆန်နေတယ်ပေါ့။ဒါမျိုးတွေယောက်ျားလေးမှမဖြစ်ပါဘူး။ဘာလို့ယောက်ျားလေးမှယာတိဆောင်ဆိုတာမရှိပါဘူး။ mainly ပါပဲရှိတာပါ။ဒါဘာကြောင့်ဖြစ်ရလဲဆိုတော့ကျွန်တော်တို့ဒီရက်တွေမှာဆိုဟော်မုန်းအတက်ကြမမှန်ဘူး။ဟော်မုန်းပြောင်းလဲမှုတွေဖြစ်နေတယ်။အဲ့ဒါရဲ့နောက်ဆက်တွဲအနေနဲ့ mood swing ဖြစ်တယ်ပေါ့နော်။အဲ့တော့စိတ်ကအတက်ကြမြန်နေတယ်။တချို့တွေဆိုဒေါသထွက်လေတယ်။ အရင်ကခက်အေးနေပြီအဲ့ချိန်တော့ဒေါသထွက်လွယ်တယ်နောက်တစ်ခုကတော့မိန်းကလေးတွေကိုယ်တိုင်ကျွန်တော်ပြောတာပေါ့နော်ဘာမှမသိဘူးငိုချင်နေတဲ့ဆရာရဲ့တဲ့ပြောရင်းတော့ငိုချင်လာသူ့မှာငိုငိုဖို့အတွက်အကြောင်းပြချက်တော့တကယ်တော့ထွေထူးမရှိဘူးဒါမှမဟုတ်ငိုချင်ဒီလိုမျိုးတွေပေါ့နော်နောက်အာယုံဆိုင်လို့မရဘူးဒေါသထွက်လွယ်တယ်ရန်တွေးချင်နေတယ်နောက်ဘာမှမသိပဲနဲ့ပေါ့နော်နေရထိုင်ခက်နေတယ်ပေါ့ဒီလိုဟာမျိုးတွေဖြစ်လာမယ်ဆိုရင်ကျွန်တော်ကောင်လေးတွေကတော့ကြိုတိထားမယ်ဆိုရင်နားလည်မှုပေးလို့ရပါတယ်ဒါလေးတွေကိုပြုပြင်ဖေးမှပေးလို့ရတယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုတတိယတစ်ခုကြည့်ကြည့်လဲအောင်ကဲတတိယတစ်ခုကတော့ကျွန်တော်ခြိုက်တဲ့ဟာပါအစားအသောက်ဖြစ်ပါတယ် โอเคအဲ့တော့ရာသီလာနေတဲ့ကုကောင်မလေးကိုအစားအသောက်နဲ့ပတ်သက်ပြီးဂရုစိုင်းမှုပေးမယ်လေထွေးမှုပေးမယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီအစားအသောက်မှာတော့ထရီထူသတ်မှတ်ထားတာတော့မရှိဘူး။ဒါပေမဲ့ကျမ်းမာရေးနဲ့တင့်တော်တယ်ပေါ့နော်။အသီးနှံဆိုလည်းအရေရှွမ်းတဲ့ဟာတွေ။နောက်မိန်းကလေးအချိုကျတဲ့ဆိုလည်းအချိုကျွေးတာမျိုးပေါ့နော်။ဒါမျိုးတွေနဲ့ကျွန်တော်တို့ကဂရုစိုင်းလေးရပါတယ်။ကိုယ်ကောင်မလေးပါကြိုက်လေပေါ့နော်။ဟာဟော့ပေါ့ကျတဲ့ကောင်မလေးဆိုတော့ဟော့ပေါ့ပေါ့။မာလာချောင်းကျတဲ့ကောင်မလေးဆိုတော့မာလာချောင်းကိုဝယ်ကျွေးလိုက်ခြင်းအပြင်ဂရုစိုင်းမျိုးပေးလို့ရပါတယ်။ ဟုတ်ပြီ။နောက်ဆုံးလက်ဆောင်အနေနဲ့ကတော့ကျွန်တော်တို့ဈေးဝဖြစ်ပါတယ်။ဈေးဝကိုလည်းကျွန်တော်တို့ထည့်ထားပါတယ်။ဒီရာသီလာတွေဆိုတော့လဆင်ဖြစ်တဲ့ဖြစ်စဉ်ဆိုပေမဲ့အချို့ကတော့ဈေးဝကူရပါတယ်။အဲတချို့တွေဆိုရင်လတိုင်းတောင်ကူရတာရှိပါတယ်။ဘလိုမျိုးလဲဆိုတော့အမျိုးသမီးတယောက်နဲ့တယောက်တူမှာမဟုတ်ဘူးလေတချို့အမျိုးသမီးတွေကဓမ္မတာလာကန်နီးနဲ့လာစင်မှာမခံနိုင်တဲ့အကိုက်ခဲတာရှိပါတယ်အဲလိုမျိုးဆိုရင်ကျွန်တော်နေစဉ်လုပ်ငန်းဆောင်တာတွေတော့မလုပ်နိုင်တော့ဘူးဆေးတောက်ရတယ်အကိုက်ခဲပြောင်းဆေးတွေတောက်ရတယ်ဒါမျိုးကလိုအပ်လို့တောက်ရတာပေါ့နော်ဒါလေးရရှိမယ်နောက်တချို့ကလည်းဗီတာမင် E ကိုမျှဝေရတယ် အဲတချို့ကလည်းကျွန်တော်တို့ဟွန်ပုံးစည်းတွေလိုအပ်တယ်အဲတချို့ကကြတော့လည်းကျွန်တော်တို့ဒီပေါ့နော်ဟိုဓမ္မတာလာတာကသွေးတွေစင်းတာများမယ်ဆိုရင်ဒီတန်တဲ့အဖြစ်စီမျိုးဟာမျိုးလိုအပ်တယ် ဲဆိုတော့ဓမ္မတာဆိုတာကလစဉ်လာနေမှာဖြစ်လို့တဲ့ကြောင်းရှိလာတော့ကဘာရဲ့လိုအပ်ခဲ့လဲဆိုတော့ညီလေးတို့မှတ်ထားပြီးတော့ကိုကောင်မလေးတို့ဝယ်ပေးထားတာမျိုးအထူးသဖြင့်တော့ကွာဒီမျိုးကျွမ်းကျွမ်းကျင်နေဆရာဝန်တွေသူနာပြုတွေနဲ့တိုင်ပင်ပြီးတော့စောင့်ထားတာမျိုးဒါမှမဟုတ်လေလိုအပ်ရင်ဈေးရုံဈေးကန်ခေါ်သွားပေးတာမျိုးနဲ့ကိုကောင်မလေးကိုဂရုစိုက်မှုပေးလို့ရပါတယ်ကျွန်တော်အခုပြောသွားတဲ့ဟာတွေကိုကျွန်တော်ကတော့မနော်ချစ်သူရည်စားခြင်းကောင်လေးရဲ့ကောင်မလေးဂရုစိုက်မှုပေးတယ်ဆိုပြီးတော့ခေါင်းစဉ်ပြောသွားပြီးမယ်တကယ်တကယ်ကတော့ကိုပတ်ဝန်းကျင်ပါပေါ့နော်သူပြည်ရည်စားမရှိတဲ့ညီလေးတွေဆိုရင်နော်ကိုပတ်ဝန်းကျင်မှာမမတွေရှိမယ်ညီမတွေရှိမယ်အတော်တွေရှိမယ်ဒါမှမဟုတ်လေတငယ်ချင်းကောင်မလေးတွေရှိမယ် ိန်းလေးတင်နေခြင်းပေါ့ဒါမျိုးကိုကိုကဒါတွေသိထားရဲဆိုဘလူးဆိုင်းမှုပေးလို့ရတယ်လို့ထင်မှုပေးလို့ရတယ်ကုညီပေးလို့ရတယ်နောက်ပြီးတော့ကျွန်တော်တခုတစ်စင်းထပ်ပြီးပြောရရင်တော့ဒါတွေကိုနားလေထားတဲ့ကုညီလေးတွေဆိုတာရောက်ချားလေးဆိုတာဒါ smack ဖြစ်တဲ့ကောင်လေးတွေပါအဲ့တော့ကိုလေး smack ဖြစ်တဲ့ကောင်လေးတွေပါခြင်းဒါမျိုးတွေဘလူးဆိုင်းမှုပေးလို့ရပါတယ် okay ဒါကတော့ဗောနော်ဒေါက်တာဟမ်မင်းဘိုနော်ရာသီလာနဲ့ကောင်မလေးကိုပြလို့ရတဲ့လက်ဆောင်ဆိုပြီးတော့လေးမျှဝေလာတဲ့ဗီဒီယိုလေးပါနော်ဗျူဟာများနော်အဲ့လိုမျိုး ဘုဒ္ဓဒအရာနဲ့တခါတလေကျွန်တော်လည်းအဲ့လိုမျိုးဝင်ကြည့်ရမှာဖြစ်ပါရဲ့နော်ဒီကိစ္စတွေကတော့ဘောနဒီပဲဝင်ကြည့်မှလည်းဖြစ်မယ်နော်ကိုနနှိမ့်ဆက်ရမလဲဖြစ်မယ်တချို့နေရာတွေမှာလည်းဖြစ်တဲ့တဘောနဒါမိခလေးတွေနော်ဖြစ်လာတဲ့အကြောင်းအရာလေးတွေပေါ့ယောက်ျားတွေကတော့အဲ့လိုကိစ္စကိုသိပြီဆိုလို့ရှိရင်ဒီလိုအဲ့လိုစိတ်ရခံစားမှုတွေနှွေးထွေးမှုတွေပေါ့နော်အဲ့လိုဆေးဝါးတွေပေါ့နော်ဒီကိစ္စတွေကိုအာဆောင်ရွက်ပေးရမှာဖြစ်ပါရဲ့နော်ဘော်ဒါတွေထိမှလည်းဒီကောင်မ နောက်ကိုကောင်မလေးကိုလည်းစမတ်ကြကြဂယူးစိုက်ပေးတဲ့တဲ့ကောင်လေးတွေရှိသလားအဲ့ဒါကတော့မင်းကလေးတွေတော့ရာတီလာတဲ့အချိန်မှာစိုက်နောက်စိုက်ပင်ရောရုပ်ပင်ရောပေါ့နော်ဂယူးဒီဇိုင်းပေးလို့ရအောင်နော်မရှက်နဲ့မရှက်နဲ့ဟာမရှက်နဲ့ကပေါ့နော်လက်ဆောင်လက်ဆောင်လေးကိုလည်းပြင်ပေးထားပါလေနောက်တစ်ခါရေးစားမရှိတဲ့ border တွေအနေနဲ့လည်းပေါ့နော်ကွန်မီတော်စီဝင်တွေမိခလေးတွေတင်ရင်ရှင်းတွေကိုဂရုတစိုက်ပေးလို့ရတာမို့အထာကြတဲ့ဘုံတော့စင်ကင်းလေးတွေဖြစ်လို့ ဖြစ်လို့ရပြီเนาะဆိုပြီးတော့လေးပို့เนาะအောက်မှာ comment လေးတွေရေးလာပါသေးဗျာဒီလိုမျိုးမဟုတ်တဲ့ရစရာလေးတွေ mouse choice လေးဆိုလို့ရှိရင်လေอืมကိုနဲ့မဆိုင်တော့မဟုတ်ဘူးဆိုင်တာပေါ့နော်အဲ့လိုမျိုးဒီကိစ္စတွေကတော့လူနော်လူလောကထဲမှာဖြစ်တတ်တဲ့သဘောတဘာဝလေးတွေနော်မိကလေးတွေယောက်ျားတွေမှာပေါ့နော်ဒီကိစ္စတွေကအားတွေရှိပြီဆိုလို့ရှိရင်ပေါ့နော်ဒီကိစ္စတွေဆောင်ရွက်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးပို့ပြီးတော့နော်ဘယ်လိုမျိုးမလဲအရှမ်းမှုတွေပေါ့နော်နောက်လည်းကပျော်ရွှင်မှုတွေပေါ့နော်အဲ့လိုမျိုး ရမိုင်းနာပတ်သက်တဲ့အရာလေးတွေအဲ့လိုမျိုးเนาะဒါတွေကိုဆောင်ရွက်တော့မယ်ဆိုလို့ရှိရင်အကျိုးရှိနိုင်တာပေါ့ဆိုပြီးတော့တွေကျွန်တော်ဒီနေ့မျှဝေပေးလိုက်ရပါတယ်မချက်နဲ့ဆိုရဖြစ်ဖို့ဝေလေးပေါ့ကျွန်တော်တို့ credit ပေးပါတယ်အားကြောင့်ကျွန်တော်တို့เนาะတောင်ကျသူ YouTube channel ကနေပြီးတော့เนาะကျမိုင်းကိစ္စနာပတ်သက်ပြီးတော့အနေငယ်မျှဝေပေးလိုက်ရပါတယ်ဗျာနောက်သေးဆန်းလာမယ့်ဗီဒီယိုမျက်မှောက်လေးပြန်လေးစုံစစ်ဖို့ကျွန်တော်ရေး view ခါများကိုဖိတ်ခေါ်လိုက်ရပါတယ်